င်္ဂလာပါအခုကျွန်တော်တို့ကမန်ယူနဲ့အာဆီယံအော်စတာကံပဲဘူကစ်ဂျာလီလို့ခေါ်တဲ့ဒီဘောလုံးကွင်းမှာရောက်နေဖြစ်ပါတယ်ဘောလုံးကွင်းမစခင်တရက်ကိုကျွန်တော်ရောက်နေတာဆိုတော့တို့ဒီဘောလုံးကွင်းမှာပြင်ဆင်တာရောရှိရပါတော့တို့ဘာတွေပြင်ဆင်နေလဲဆိုတာတစ်ချက်လိုက်ကြည့်လိုက်ရအောင်အာဒီဘက်မှာကတော့ကျွန်တော်တို့ live loan နဲ့အကာဖြစ်မဲ့ထင်တယ်ဗောနော်ဒီ premier league တွေပါတယ်ဒီမှာဟိုဘက်မှာတော့ကျိုးတွေအများကြီးထိုးတာတော့တွေ့ရတယ်ကျွန်တော်တွေ့တဲ့လောက်ကတော့ဒီ မန္တလေးလို့ပြောရမယ်ဆိုရင်တပြားတပြားလောက်မှာဒီအမိုက်ပုံကွင်းရဲ့ဘေးနားမှာအမိုက်ပုံတွေထားတာပြီးတွေ့တယ်ဒီမှာအဲဒီကနေမှာပြီးနောက်ထပ်ဟိုဘက်ဆိုရင်လည်းအမိုက်အမိုက်ပုံတွေရှိရပေါ့နော်ကွင်းရဲ့ဘေးနားမှာကဲတောင်းလိုင်းတွေပဲဒါကျွန်တော်ဆက်ထားတဲ့လက်မှတ်တွေအောင်ရောက်လာပြီပေါ့နော်ကျွန်တော်ဒိတ်စီကနေကျွန်တော်ဝင်ရမှာဒိတ်စီကနေကျွန်တော်ဒီ cat 2ထဲမှာပါမှာပေါ့ကျွန်တော်တစ်တစ်ခုဆိုတော့ကျွန်တော်လက်မှတ်ကိုကျွန်တော်ဟိုအလာကြီးလာမလေးရှားကိုအလာကြီးလာရပြီးမှတော်ကြပေါ်လုံးသမားနေလည်းမလီးမှာဆိုလို့ ဟာ980တန်း ringgit လက်မှတ်ကိုဖြတ်ထားပါဘောเนาะကျွန်တော်ကောင်မလေးနဲ့ဆိုနှစ်ဆောင်ပေါ့980ဆိုတော့မြန်မာငွေဆိုရင်အဲထားပါတော့8သိန်းဝန်းကျင်ပေါ့เนาะ8သိန်းဝန်းကျင်နဲ့လက်မှတ်နှစ်ဆောင်ဖြတ်ထားတာတစ်ချက်ကဲဒီဒီလက်တစ်ချက်ကြည့်လိုက်မယ်เนาะဒီဒီလက်မှတ်ပါပါဘောเนาะကဲကဲဒီပြန်ပြစေပြတတိကိုရှားတယ်မှာကျွန်တော်တတိကိုဆိုတော့ဒီထဲဒီထဲနေမှာဝင်ရမှာပေါ့ဒါကတော့ဒီနေ့ကတော့ဝင်လို့မရသေးဘူးဒါကျွန်တော်တို့ကတရက်ကြိုးလို့ပြီးတော့ တို့ဘာတွေပြင်ဆင်နေလဲဆိုတော့လာကြည့်တာဆိုတော့အခုဘက်ဟိုဘက်မှာကတော့ကျွန်တော် WeChat သမားတွေတော့ဝင်လို့ရအမေအပေါ့ပေါ့နော်အဲဒါလည်းကျွန်တော်ပုံမှန်လိုပဲကျွန်တော်ဟိုကျွန်တော်မြန်မာပြည်မှာဘလုံးဝကြည့်တယ်လို့မျိုးပဲဝင်ရမဲ့သဘောဖြစ်နေအဲတော့ကျွန်တော်ဒီလောက်ကတော့ဒီမှာကျွန်တော်တို့က e-ticket ပဲဝယ်ထားဆိုပြီးတော့ scan နဲ့သွားမယ်လို့ပြောတယ်အော်အားလုံးလက်မှတ်တွေကင်ပြီးတော့လာမှာတော့မဟုတ်ဘူးဒီစကန်လေးနဲ့ပဲသူကဒီ coin နဲ့ဝင်ခွင့်ပေးမယ်လို့သိထားရတယ်เนาะကဲနောက်လည်းထပ်ပြီးကြည့်လိုက်ရအောင်ကျွန်တော်ရောက်နေတဲ့ဘူကစ်ချာလီဒီမလေးရှား အမျိုးသားခွင့်ရပေါ့နော်ကျွန်တော်ဒီအရှိတောင်အာရှမှာအကြီးဆုံးခွင့်လို့သိရတယ်လူဒီထဲမှာပရိသတ်8000 9000ဒီဆန့်တယ်ပေါ့နော်ကျွန်တော်ဒီမန္တလာတီရီလို့ပါလို့ဆိုရင်ခေါင်းဆောင်ခွဲလောက်တော့ဆက်ရမယ်ထင်တယ်ဆိုတော့ဒီကျွန်တော်မန္တလာတီရီလို့ဒီကျွန်တော်ကတော့မန္တလေးပဲတည်တာဆိုတော့လေနော်မန္တလာတီရီတို့ထက်ဒီကောင်ကနဆခွဲလောက်ကျဲတဲ့သဘောပေါ့နော်အခုကျွန်တော်ရောက်နေနေရဂိတ်ဘီပေါ့နော်ဂိတ်ဘီနဲ့မျက်နှာချင်းဆိုင်မှာကျွန်တော်ဖူစဲကွင်းနှစ်ကွင်းတော့ရှိရဲဖူစဲကွင်းတစ်ကွင်းကတော့တော်တော်လေးကျဉ်တယ်ဒီက အဲဒီဘက်ဒီဘက်မှာပေါ့ကလေးတွေကန်နေတာတွေ့တယ်သူတို့လည်းအကျုံးမြန်မာပြည်အကျုံးကလေးတွေဒီအချို့လူငယ်တွေပဲပေါ့နော်ဒီမှာဖက်နဲ့တွေမပါဘူးပေါ့ခလုံးကန်တာကိုခဏလာဟိုဝိုင်းဘောမြစ်တွေကတော့တော်ရုပ်မိုက်တယ်ကြီးကြီးလိုက်အနီးကအနီးကတော့ရိုက်ကြည့်အောင်လားဘာကတော့မေဘန် challenge မှာကံမဲ့ဒီမန်ယူနဲ့ကျွန်တော် ASEAN All Star ရဲ့ဟိုအမတရားပစ္စည်းတွေဟိုရောင်းတဲ့ဆိုင်အသေးလေးပေါ့နော်ဒီမှာဆက်ကြည့်အောင်ကျွန်တော်ကတော့ခဏကဒီမှာရောင်းနေသူတော့ကျွန်တော်ဖွင့်တောင်းထားတဲ့ဗီဒီယိုရိုက်ဖို့သူကတော့ရိုက်လို့ပြောလို့ဒီမှာအချီထိုးလေးနေလာတယ် Manchester United VS uh, ASEAN All Star 28 May 2025ဘောနော်ဒီမှာ Stadium Phuket Chali Kuala Lumpur မှာလောက်တာမလို့ Malaysia United ဟာသူရဲ့ဒါ Malaysia ရဲ့ Twin Tower တို့ဘောင်းနေဘောနော်အဲ့ဒါကြောင့်အကြောင်းကတော့အဆုံးပဲအနီရုပ်အတက်ကြာနေလောက်အဲဒီကောင်ကဈေးရတော့အပေါ်မှာကတ်ထားတယ်ဒီမှာ official event အတွက်ဒီမှာ ringgit က99 ringgit တော့မြန်မာငွေနဲ့ဆိုရင်ဒီအင်ကြီးတစ်ထည်ကိုတော့ဘာလောက်ရှိမှာပေါ့တသိန်းနဲ့တစ်ထောင်လောက်တော့ရှိမှာပေါ့နော်ဒီတိုင်းဆိုရင်မြန်မာငွေအဲဒီကောင်းကင်59အသားကွာရောမယ်နော်အသားကွာရောမယ်ကျွန်တော်ရိုး sublimation ဖိထားတဲ့ပုံစံလေးဒီမှာဒါမှတော့ဒီကောင်းနေပဲဒီကောင်းနေတော့ပဲကြည့်ဖို့ပါဒါရီယက်စစ်ပါလေဒါကောင်းလဲ69 8000ကျော်လောက်ရှိတယ်ဟုတ်ပါပေါ်လာဒါမျိုးလေးစကန်ကာပြီးတော့စကန်ဟုတ်ပါဒါလည်းရှိမှာနော် ဒါဆိုရင်အမတ်တရတွေလောလောဆယ်တာသူဒီနိုင်နဲ့အာဆီယံအော်တာခံမဲ့ logo တွေရစားကလေးလေးရဲ့အတွက်ကလေး size တွေဒါကလေး size မှာ XL ပေါ့နော် size က challenge cap ဒီမှာ Maybank challenge cap Malaysia 2035အာ။ဒါလည်းအဗီဒီယိုလာရိုက်တဲ့လူတွေလည်းရှိတယ်။ဒီအပြင်မှာ။ဒီနေ့ကဒီတိုင်းပဲ လာပြီးတော့သူတို့ဘာတွေပြင်ဆင်လဲပဲပေါ့အဓိကလာကြည့်ကြည့်တာဘာတွေများပြောင်းလဲနေဘူးလဲပြီးတော့နောက်နောက်တစ်ခုပေါ့ Man United ကလူတွေနဲ့များတွေ့ရမှာလားဆိုလာခဲ့တာဘူးမရှိဘူးဒီပြင်ဆင်နေတဲ့လူတွေတော့ပဲရှိတယ်နော်อ่าဒီမှာကတော့ကျွန်တော်ပြမယ်เนาะအထက်မှာ LED ကြီးနေရတော့ပြလိုက်ရေအဲဒီမှာဖုန်းနဲ့ Manchester United နဲ့ဒီမှာ ASEAN All Star Camp ပဲเนาะ နေဘန်းကနေမှာဥပစာလုပ်တဲ့အခါပေါ်ဒီမှာအောက်မှာသူရဲ့ကိုစပွန်ဆာလေးလည်းပါတယ်အထားတော့ကျွန်တော်တန်နိုင်ပြီဂျာရက်နေရိုက်လိုက်တာသူကတွင်းထဲမှာကတော့တွင်းထဲမှာလို့ဆိုပြင်ဆင်နေကြတော့မို့နော်ကဲသွားလိုက်ပါဦးမယ် ရှေ့မှာကတော့ကျွန်တော်ဒီဂျာစီတွေရောင်းတဲ့ဆိုင်၃ဆိုင်တော့တွေ့ရပါတော့။ဒီအဝေးကနေလမ်းကြီးကတော့မန်ယူနဲ့သူတို့မလေးရှားအင်ကြီးတွေရောင်းနေရတော့တွေ့တယ်။ဟိုဈေးလေးတစ်ချက်ဝင်လေးကြီးလိုက်။သူရဲ့ quality ရောပေါ့နော်။ ဖြစ်မှာရောင်းနေအသားကြီးလိုပဲပေါ့နော်ဒီမှာ fan version ပုံစံဒီမှာတော့ sublimation တွေများတယ်ဒီလားတက်ကောင်းပဲချီထိုးပေါ့ဒီမှာဒီကောင်ဆိုလဲ sublimation သွားတာပေါ့နော်မာချက်စီကတော့ကျွန်တော်မနေ့ဖြန်မှာဖွဲအားပေးမဲ့ချက်စီပေါ့နော်ဒါကျွန်တော်ကျွန်တော်ဦးဝင်မဲ့ချက်စီဟုတ်လေအာအင်ဝေးနောက်ပူမာပူမာဒါတို့ရဲ့ logo နဲ့လောကအသားကတော့ဒီမှာဒီမှာဒီမှာစကားပေါက်တင်နေကျွန်တော်ဈေးလေးတစ်ချက်တော့ခင်ဗျားတို့ရှိမှမေးပြပေးမယ်เนาะကျွန်တော်ဘူးမားနဲ့စပွန်ဆာပေးတာပေါ့သူတို့ လေးရှားအောင် small town အဲဒီကောင်တော့မလေးရှား national theme ရဲ့ဒါကအဝေးကွင်းအင်ကြီးဒီမှာဒီမှာစတော့ဘောင်းနဲ့ design ကတော့နှစ်ခုလောက်အတူတူပဲ this is malaysian no? malaysian this is national theme national theme yes oh this is uh malaysian national how much for this one 50 50 ringgit 50 ringgit oh ပြောတော့90 ringgit ပေါ့เนาะဒါသူ all 50 all 50 yes အဲ့ဒါ design လုံးကြိုက်တာ90ပဲ 50ဆိုကျွန်တော်မြန်မာငွေနဲ့ဆိုဘာလောက်ရှိမှာပေါ့9000 1000 9000 3000လောက်ရှိမှာဘယ်ရရင်တော့ဒီကောင်တွေကဟိုဟာကျွန်တော်တို့အမှန်တွေတော့မဟုတ်လောက်ဘူးเนาะဘာဖြစ်လို့ဆိုဈေးရလဲအရင်တက်တာနေမှာဒါဒီကောင်ဆိုရင်စတစ်ကာနဲ့ပေါ့တော့စတစ်ကာအသားတော့အသားတော့မိုက်တယ်စကူရောင်းပေးလိုက်မှတင်တယ်မလေးရှားမှာလာပြီးတော့เนาะရောင်းပေးလိုက်မှတင်တယ်ဟုတ်ကဲ့ How do you think Taiwan Taiwan with Taiwan your face my face look like Taiwan. Taiwan. Uh, okay. oh, okay. Thailand. Thailand. No, not Thailand. No. Oh, um, where? guess it. How do you think? Guess it. No, you guess. Guess. guess oh. It. Um, Taiwan. No, not Taiwan. Not China. Thailand. China. 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 Oh. Uh, not true. <laughs> not true. Vietnam. Oh. Vietnam Đã cứ mà đi nữa from Myanmar oh, Myanmar, Oh, Ok ok Myanmar. My yeah. oh, ok Myanmar Myanmar Myanmar, Myanmar supporter Yeah, Myanmar supporter Stay hotel KL Yeah, Kuala Kuala Lumpur Bukit Bintang No, no, I, I, don't know this thing And you know, it can resist that Ah, okay, Kuala Lumpur Bye-bye bye bye ကဲသွားရင်းလာရင်းနဲ့ပဲဒီလိုဒီဟွာဒီပေါ့နော်ရေဘူးတွေအေးတွေထားတဲ့နေရာကတော့ခဏခဏတွေ့ရတယ်ကျွန်တော်အခုမှဝင်ကြည့်မှာမှာအဲရေတပူးကိုတို့ဘယ်လောက်ရောင်းလဲဆိုတော့3.0 3.0ပေါ့เนาะ3.0 ringgit ဒီအောက်မှာမုံမုံနေလဲရှိတယ်တော့4.5 4.5အကောင်းတော့ဘောလုံးဘောလုံးခွင်းထဲမှာ

ကျွန်တော်ကျွန်တော်တို့ဒီအခုမှရောက်တဲ့လူတွေကတော့တောက်လို့မရဘူး cap payment တို့ပါတော့နေပဲရမှာ cap payment ပေါ့နော်ဒီမှာတော့ပြထားတယ် cap payment နဲ့ e wallet ပဲရမှာကဲအဲ့တော့ကျွန်တော်တို့အပြန်နေပဲဝယ်တောက်ပြုံးမှာအဲ့ဒါကိုလည်းဝယ်ပါချင်တယ် တို့တို့ training က private ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ပြီးကြည့်ကုန်ပါတယ်။ဒါပေမဲ့ဒီမှာရှိတဲ့ fan တွေကအများကြီးပဲလာပြီးထိုင်ဆောင်နေတယ်။မိုးတော့ပွဲလေးတော့ခဏတော့ကြာတယ်ပေါ့နော်ဒီမှာ။ရှိမှ fan တွေကတော့အများကြီးပဲဒီမှာ။အော် YouTuber တွေရောပြီးတော့ blog blog ရိုက်တဲ့လူတွေရောတချို့တော့တွေ့ရပေါ့နော်။ခဏလေးကျွန်တော်တို့ဒီ training ပြီးရတဲ့ United က player တွေကဒီမှာ training ကတို့အသင်ကလာကြုံမဲ့တဘောမှာရှိတယ်။ဆိုတော့တို့ player တွေနဲ့တွေ့ဖို့ဒီနားမှာအားလုံးစောင့်နေကြတယ်ပေါ့နော်။ကဲကန်ကောင်းပါစေကိုယ့်ကိုပြောတော့ပေါ့။တို့နဲ့တွေ့ရပါစေပေါ့နော်။ ့ဒါနောက်အပေါက်ကနေထွက်သွားတာဖြစ်ပါစေကျောင်းနောက်တစ်ခုသိလိုက်ရတာဒီလက်အပတ်အစိမ်းလေးတွေနေရသူကခဏလေးဒီဟိုကွင်းထဲကိုတို့ခေါ်သွားမှာပေါ့နော်ဒီမှာကွင်းထဲကိုခေါ်မှာလက်ပိုက်အစိမ်းလေးတွေမှာသူကတို့လက်ဒီမှာဖတ်ထားတဲ့လက်အစိမ်းလေးရတာခဏလေးကြာရင်တို့ fading ဆင်းနေတဲ့တဲ့ကိုဝင်ပြီးတော့ကြည့်ဖင်ရမယ်အဲကျွန်တော်ကတော့ဒီလက်ပတ်အစိမ်းလေးတွေရောင်းနေတာကိုကျွန်တော်မသိလိုက်ဘူးပေါ့နော်ကျွန်တော်ကလည်းမနေ့ကမှဟိုမလေးရှားကိုရောက်တာဆိုတော့ ထေချာမသိလိုက်ဘောလို့သူတို့ရဲ့ promotion တွေကိုဆိုတော့ခဏလေးဒီလက်ပတ်အစိမ်းဝတ်ထားတဲ့သူတွေကခဏလေးဒီ United ဖိုင်နီစင်းနေတဲ့တဲ့ကိုကြီးပွင့်ရရမယ်ဘောနော်ခဏတတုတ်တတုတ်ချင်းပြီးတော့အဲထဲကိုပေါ်ပေါ်သွားကြပြီဒါမှမဟုတ်ဒီကလေးတွေကသူမနှက်ဖြန်လက်ဆွဲပြီးတော့ဝင်မဲ့ကလေးတွေလာတော့မပြောတတ်ဘူးဘောနော်ဒီမှာတောက်တောက်ဟိုတန်းစီထားတာတော့ကာနာချိုရဲ့ဒီကလေးလေးက ခန္ဓာချွာထွက်တော့မှာဒီလေးကဒါကတော့ပြောတဲ့အတိုင်းပဲသင်တဲ့အတိုင်းပဲမကလေးတွေဝင်သွားပြီဒီတော့နဲ့ player တွေနဲ့ let's play ပြီးတော့ဝင်မဲ့ကလေးဖြစ်နေတယ်ဆောင်နေကြတယ်ပိတ်တဲ့ကြတော့ဆောင်နေတော့ဘောနော်အဲလက်ပတ်အစိမ်းရှိရှိမရှိရှိ training ကနေပြီးလို့ထွက်လာရင်နှုတ်ဆက်ကြမယ် fan တွေပေါ့ဒီ level အစိမ်းညာလဲလူတိုင်းမှာရှိမနေပေါ့ဒီအနည်းစုမှာပဲရှိနေတာဒါတော့တို့ဘယ်လိုတွေဘာတွေဘယ်လိုရောင်းထားလဲတော့မသိဘူးခဏကျွန်တော်မေးတဲ့ဟိုလူတွေတော့မှအထဲဝင်သွားကြပြီပေါ့နော်ဒါဒါကတော့ပြရတယ်နှုတ်ဆက်ကိုစောင့်နေပိတ်တယ်ဖြစ်ပါတယ်ဒါရောဒီမှာ clear ထွက်လာတဲ့နေထားပေါ့ဒီမှာ လေယာဉ်တွေတော့တက်သွားပြီဟေးစောင်းနေတဲ့ဘက်ကနေနေဘူး လျာရည်လည်းခဏဆင်းလာတာမြင်လိုက်ရပြီဆိုတော့ဒီလောက်နဲ့ပဲအော်ဗီဒီယိုအဆုံးသက်လိုက်တော့မှာနက်ဖြန်ကြရင်တော့ကျွန်တော်ဒီပွဲဟောပေါ့နော်ကျွန်တော်ထင်တယ်ကျွန်တော်ဝယ်ထားတဲ့လက်မှတ်ကတော့ဟိုဒူရီယာအကောင်းဆုံးဆိုတော့လေနော်ဟိုပလီယိုင်နဲ့တော့နီးမယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ဆိုတော့အဲ့ဒီချိန်ကျမှပဲကျွန်တော်တို့အနီးကဟိုရိုက်ချက်လေးတွေနဲ့တေချာလေးရိုက်ပြပေးတော့မယ်နော်ဒါလောက်ဆိုရင်တော့အချိန်နဲ့မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဘောချီပြပါဘိုင်း